အာယုံနဲ့မိသားတို့ကဂျီသာဂျီသာပြန်ဖြစ်နေကြပြီဆိုလားပြန်ဖြစ်တယ်တော့ပါလို့ဂျီသာဖြစ်နေကြပြီဟုတ်တယ်အေးအဲဟိုတယ်မှာတူအိတ်တယ်ဆိုဟာအခုတော့ချက်ချင်းသိတယ်မစင်ရလေးကြည်ရမ်းတယ်ငါတို့ဂျီသာတဲ့မမစင်အိုက်တင်လေးလည်းကောင်းသွားတဲ့ထဲမှာတချင်းလေးရဲ့ညီညောင်းမှုနဲ့လုတ်တဲ့အိုက်တင်လေးနဲ့အဲ့လိုကိုရီးယားလည်းအဲ့လိုဘီစီပိုင်းနဲ့လှမ်းဝေးနေရငါးနဲ့ချောင်းနဲ့မရောက်တော့ရောက်ရောက်ချင်းအဲ့ဒီမှာ လာတယ်ဟောဟိုတရီရလာလာဟာယူပဲနော်ဘာတွေဟိုကပိလင်ယူပါအဲ့နဲ့မစင်တက်တော့ရဲ့မယ်တက်တော့ရဲ့မယ်ဆိုရဲ့ရဲ့ရဲ့လို့အဲ့ငါဖုန်းလေးမှာအမတပည့်ကျော်ဘိုးတဲ့မှာမောင်မောင်မောင်စင်းရှိတယ်တရှာလိုက်မယ်မောင်တယ်ပဲရဲ့အော်အေးလို့အဲ့ရဲလိုက်တာအကွက်လည်းတက်မှကန်ပဲလူရဲလိုက်တာတစ်စက္ကမမမေးလို့ပြရပါတယ်မစင်တဲ့အကူနဲ့ဆို၄နှစ်လား၆နှစ်လားမသိဘူးကွာကျွန်တော်ကတော့လိုက်တယ်ငါကတော့ မသိရတော့အဲ့လိုဟိုသူကတော့အလားပါဟို view site တယ်ဘာပြောပြောဘာပြောသူ့တခုလားဟာဟာသူသူတွားလို့ပြီးပြီသေးလားအဲ့လိုမျိုးရမ်းမြန်တယ်အဲ့တော့ तू က view site တဲ့အတွက် तू ကအခုချိန်ကြီးလှရတော့ကျန်တဲ့မင်းသမီးလည်း view site ပါတယ်အဲ့ तू ကပူတယ်ကိုမိုက်ဆိုမှ तू နဲ့အကိုနဲ့ကကြတော့ဟိုဟိုတက်တာချင်းနဲ့ခုနှစ်ချင်းအတူတူဆိုတော့လေအဲ့လိုတငယ်ချင်းဖြစ်နေတော့နင်းနေကလည်းပဲပြောပြတယ်ကြာအဲ့လိုအဲ့လိုဖြစ်နေတာနှုတ်ကနှုတ်ကြိုးနေအော်ဒါအလုတ်သွားလုတာပါလို့အလုတ်သွားလုရင်းနဲ့ အဲနှစ်ယောက်ကလူတက်တော်လေးရိုက်လိုက်တာအဲဒါရီပေါ်မှာအဲ့ဒါအလိုပေါ်လက်စင်းလိုပုံစံမျိုးလေးရိုက်ရတာငငယ်တုန်းကရိုက်ခဲ့တဲ့ပြက်ကရင်ပုတ်စီပေါ့ဗျာအဲ့လိုမျိုးရိုက်ပြီးတင်လိုက်တယ်တင်တဲ့ခါမှာလည်းအဲ့လိုပေါ်ပိသက်ကသဘောချကြပါလေအမှတ်တရပုံလေးတင်လိုက်တာပါလို့အဲ့ဒါဒါမောင်နှမတွေဖြစ်တဲ့အတွက်အဲထင်မလို့ပါနဲ့လို့ပြောချင်ပါတယ်ဗျာ